栄養士長所栄養士長所すらじゃろ朝腹腹中でるヨガこの栄養士長所とはあるみょう朝腹中でるヨガそらが体が必要とする栄養素が不足し金子がロアで朝腹立てがむろむろぴぴよ健康を維持できなくなるこの声邪魔を維持するが維持するそら天然なこの ကောင်းမွန်စွာထိန်းသိမ်းနိုင်ခြင်းမပြုလုပ်နိုင်တဲ့ကြောတိုင်းကိုအခြေအနေကိုဆက်ရှိမှစခေါ်ပါရယ်။ကိုရီဝါအရိယာဆိုလို့ရှိရင်အနေလူကီယအတင်းပကုရှိဆုံးတော့ခုစကုတာကေတဝနကုအရိယာကစွဲရည်တွေနဲ့အသားဓာတ်တွေမလုံလောက်တာတခုလည်းမဟုတ်ပဲနဲ့ဗီတာမင်ယမီနရယ်လူနောခက်ချပိုနီယိုတေမိုဟီကီအိုကိုစားရမှာစ်ဗီတာမင်နဲ့မီနရယ်မီနရယ်လူမီနရယ်ဓာတ်တွေပေါ့နော် ချိုးတဲ့ခြင်းကနေပြီးတော့လေပေါ်ပေါက်လာတာမျိုးရှိပါတယ်။အေယောဂါဖုဆိုကိုဆိုလိုသောအစာအာဟာရဓာတ်တွေကမလုံလောက်လို့ရှိရင်မင်းအေလျောကုနော်ဒေကမင်းမင်းအေခိလျောကုပေါ့နော်မင်းအေခိဆိုတာကြတော့ကိုယ်တွင်ခုခံအားတွေပေါ့နော်ကိုယ်တွင်ခုခံအားတွေကဒေခကြာဆင်းသွားပြီးတော့ခင်းလျောကုနော်ဥတုလိုအေခင်းလျောကုဆိုတာကြွတာစွမ်းအားတွေပေါ့နော်ကြွတာမှရှိတဲ့အားတွေကလည်းတဖြည်းဖြည်းနဲ့ရိုးရိုးကြာဆင်းလာပြီးတော့ ဆဲချောရှောကိုင်းဆဲချောဆိုတာကြီးပြင်းနိုင်တယ်ဘောနော်ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးနိုင်စေတဲ့နေရာမှာရှောကိုင်းဆိုတာကြတော့ယောဂဖြစ်သွားဘောနော်အဲ့လိုယောဂဖြစ်သွားမယ်ဒီမတတ်မဆွမ်းပုံစံမျိုးဘောနော်တခုခုချိုးတဲတာဖြစ်မယ်ပြီးတဲ့ခါကျတော့နိုင်ဆိုးခီနိုနော်တေခါနာတို့ဒီခန္ဓာကိုယ်ဥတွင်းအင်္ဂါအတွင်းထဲမှာရှိတဲ့ခီနိုလှုပ်ရှားဆောင်ရွက်မှုတွေကလည်းတေခါကျဆင်းသွားမယ်ဘောနော် さまざまな健康問題が生じる可能性があります。အမျိုးမျိုးဒီပြဿနာတွေပေါ့เนาะကျန်းမာရေးပြဿနာတွေပေါ်ပေါက်လာစေနိုင်တာတွေရှိပါတယ်။အေယောရှိကြောကြောတော့အမှုနာခင်ရင်ဝအစာအာဟာရချို့တဲ့ယောဂရဲ့အထူးအခြေခံအကြောင်းရင်းကတော့ရှုခုချင်းတော့ခတ်တော်ရိုလီယကျကုတန်းနာဒါရိုက်တော့ ရှုခုချင်းတို့ခတာယော်လီဆိုတာအစားအစာကိုလုံလုံကဲကဲတစ်ဖက်တင်ဆောင်တာမျိုးပေါ့နော်အသားဆိုအသားတွေပဲတောက်လျှောက်စားတာမျိုးပေါ့နော်အဲ့ဒီလိုမျိုးဟာရဲ့နောက်တစ်ခုကချော်ခုတန်းဆိုတာအဆုံးရောက်တဲ့ဒိုင်ရက်တူဒိုင်ရက်တူဆိုတာကြောင့်ဒိုင်ရက်တူဝိတ်ချတာပေါ့နော်တစ်ဖက်ဆုံးရောက်တဲ့ဝိတ်ချခြင်းရဲ့ရှုခုလျောဟုဆိုခုရှုခုလျောဆိုတာကြတော့အစားအစာပေါ့နော်အစားအစာမလုံလောက်မှုရဲ့ရှော့ကခူးခူးနော်ရှော့ကရှော့ကဆိုတာအစာချေညက်တာပေါ့နော်အစာကို ခြေအစာခြေစနစ်ပေါ့နော်နောက်ပြီးတော့ရှူးရှူးဆိုရဲကျူးရှူးဆိုရဲဒီပေကကြတော့ဆုပ်ယူတာအစာကိုခြေခြေညအောင်လုပ်တယ်နောက်ပြီးအစာကိုဆုပ်ယူတယ်အဲ့ဒီလိုမျိုးဆွမ်းရည်တွေမှာရှော့ခိုင်းသွားပြီးတော့အသားစီအနေနဲ့နောက်တစ်ခုကယောဂဖြစ်နေတာပေါ့နော်ပြီးရကကြတော့မန်းစေးတေကိနာဆိုတာမန်းစေးဆိုတာကြတော့နာတာရှိရေရှိပေါ့နော်အဲ့တော့ရေရှိဖြစ်တဲ့ဘျောကိနာတို့ကကာကေတာလေးမှာယောဂတွေဖြစ်ပေါ်စေတခုနည်းအထူးသဖြင့်ဆိုလို့ရှိရင်ခိုးရေရှာရ ကိုရရှာဆိုတာကြတော့အဖိုးအဖအတကြီးရွယ်ဦးတွေနဲ့ယောဂီကလေးတွေပြီးတဲ့အခါကျတော့ဘျောကီနိုမိုချစ်တိုယောဂငကိုယောဂအခန်းရှိနေတဲ့လူတွေပေါ့နော်အဲ့လိုလူတွေကအေယောရှိချောနိနာလီယာစုခုအဲ့တော့ဒီလိုမျိုးအစာအာဟာရချို့တဲ့ဒီယောဂကဖြစ်လွယ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ချူရီကဟီစီယောဒစ်တတိထားဖို့လိုအပ်ပါတယ်မာတာထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဟတ်တန်တူချောကိုကူနော်ဆိုတာဖွံ့ဖြိုးစေနိုင်ငံတွေမှာဆိုလို့ရှိရင်ရှော့ကူလီယောဖူဆိုကူက ရှင်းကိုကိုနာမွန်တိုင်တို့နာဒီအစားအစာမလုံးလောက်တဲ့အရာကားပေါ့နော်ဒီရှင်းကိုကိုနာဆိုတာလုံးဝကိုလေးနက်တဲ့ကြီးမားတဲ့မွန်တိုင်ပြဿနာတရအနေနဲ့ဖြစ်လာပြီးတော့အိုကိုနိုရှိတိုဘီတော့ကအေယောရှိချောနိခရိုရှင်တဲ့အီမတ်လူတွေအများကြီးကဒီအစားအစာအဟာရချို့တဲ့ယောဂမှာလုံးဝကိုတောကရောက်နေကြပါတယ် ကျော်ဖို့တော့ためにはအဲ့ဒီအရာကိုကဝယ်ဖို့ဆိုလို့ရှိရင်ဘာလန်းစုံတော့ထိုဒေတာရှုပ်ကူကြီးကိုကိုကိုလိုကခဲることが大切です。အစာအာဟာရကိုမျှတအောင်ဟုတ်တော်တယ်လို့ပေါ့နော်ယူဆောင်မှုရှုပ်ကူကြီးအစားစားစားဖို့ကကိုကိုလိုကခဲယူဆိုတာစိတ်ထဲနေပြီးလုံဆောင်မှုအရေးကြီးပါတယ်။တန်းစီကဘူချ်တန်းပကရှိချ်ရှိရှိချ်နီကွာရဲ့တန်းစီကဘူချ်ဆိုတာကြတော့ဒီကာဘိုဟိုက်ဒရိတ်ပေါ့နော် အောက်ဆီဂျင်တို့ဟိုက်ဒရိုဂျင်ဓာတ်တို့အဲ့ဒီအရာတွေပေါင်းစပ်ထားတဲ့ဓာတ်တမျိုးပေါ့နော်အဲ့ဒီဓာတ်တွေရဲ့တန်ပါကူရှိချွဆိုတာအတားဓာတ်ပေါ့နော်အတားဓာတ်တွေနောက်ပြီးအခါကျတော့ရှိရှိချွဆိုတာအစီဓာတ်ကစီဓာတ်တွေပေါ့နော်အဲ့လိုအစီဓာတ်တွေပါခူပါရဲ့ပါတဲ့အပြင်ပေါ်မှာဗီတာမင်ရမင်းနေတာလို့ဗီတာမင်ဓာတ်တွေမင်နရယ်ဓာတ်တွေ ကိုတကီဆက်စွန်းညဆက်ရှုစることでအဲ့ဒီຢာတွေကိုတိညောလျှောက်ပန်းအောင်ပေါ့နော်ဆက်ရှုဆိုတာကျတော့သုံးဆောင်တာပေါ့နော်အဲ့လိုသုံးဆောင်ပြီးတော့စားသုံးခြင်းတွေပေါ့နော်ခင်းခိုးကိုအီချီတကီမတ်ကိုရဲ့ဂျမအီချီတွေကိုကောင်းမွန်စွာထိန်းသိမ်းလို့ရနိုင်ပါတယ်မတတ်တက်ပြီးပြောရမယ်ဆိုရင်ရှောက်ခုချီတက်ခဲ့တဲ့အိုကီနာရဲ့နိုင်ပိုင်းကအစားအစာတစ်ခုတည်းနေပေါ့နော်အိုကီနာရဲ့နိုင်ဆိုတဲ့အဓိပ္ပာယ်ကဖြစ်ဆိုတာမလုံလောက်တဲ့အခါမျိုးမှာဆိုလို့ရှိရင် supplemento supplemento ဆိုတာကြတော့ဒီအထောက်အပံ့အကူအညီဖြစ်စေတဲ့အစားအသောက်တခြားအစားအသောက်တွေကို活用することも一つの方法です。え、活用するそうだじゃろပြုလုပ်တာပေါ့နော်။အဲ့လိုမျိုးအသုံးချပြုလုပ်တာလည်းပဲအဲကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ supplemento ဆိုတာကြတော့ဘာပြောရလဲဆိုတော့ဖြည့်စုံ အစားအစားအဟာရအစေးဝါးတွေပေါ့နော်ဥမာကိုကတန်တက်လို့ရင်တန်တက်အားစေးတောက်တာတို့ငါကြီးစီတို့ဗီတာမင်ဆိုရင်လည်းဗီတာမင် A B C D E ကိုလိုအပ်တဲ့အရာတွေစေးတွေကိုသုံးစွဲပြီးတော့ဖြည့်ဆို့ပေးတာပေါ့နော်အဲ့ဒီလိုအရာမျိုးပါလေတဲ့ကောင်းတဲ့အရာတစ်ခုဖြစ်ပါရဲ့အေယောချောတိုင်းကအခါဆိုလို့တို့ကိုရဲ့ဒီအဟာရအခြေအနေကစိုးရွားလာမယ်ဆိုလို့ရှိရင်ခိုင်ဖူကူနီကြီးကလာခါခါလို့တာမယ်ပြန်လဲကောင်းမအောင်ပြုလုပ်ဖို့အတွက်အချိန်ကလိုအပ်တဲ့အတွက်ကြောင့်မလို့ဟီကော်တို့ခါတာ ရှောက်ကိုစေကဇနီခီကိုကူပါလို့ကိုတော့ကဂျူရောတက်စ်နေ့စဉ်နေ့တူကပုံစံလေးတွေကနေပြီးတော့ကိုရဲ့အစားအသောက်နေထိုင်မှုဘဝပုံစံကိုခီကိုကူပါလို့ဂယူးဆိုင်ဖို့ကဂျူရောတက်စ်အရေးကြီးပါတယ်